ဘာသာပေါင်းစုံကနေမှာအကုန်လုံးကပေါ့နော်ဒါအလှူတန်းမြန်မာတွေရဲ့စိတ်ပေါ့အလှူတန်းရဲ့ရောတဲ့အတွက်လှူကြပါတယ်ပထမတော့တို့ရဲ့စားရည်ပေါ့နော်စားရည်နောက်ရည်ပေါ့တောက်ရည်သုံးရည်တွေမှာအခက်အခဲရှိရောအားလုံးအင်တိုက်အတိုက်တွေကျွန်တော်တို့လှူခဲ့ပြီးပါပြီပေါ့နော်အခုချိန်မှာကြားလို့ရှိရင်တို့ရဲ့အဲအစာဦးတွေလည်း တန်ရှင်းလုတ်ပြီးတလောက်လုတ်ပြီးဖြစ်တဲ့အတွက်သူတို့ရဲ့နေရီပေါ့နော်ပြန်လဲထူထောင်ရေးနေရီအတွက်ပေါ့အရေးကြီးနေတဲ့အတွက်ကျမတို့ကသူတို့အတွက်အဆောက်အဦလေးလိုအပ်တဲ့ပစ္စည်းပစ္စယတွေပေါ့နော်ဒါတွေကအများစုလိုအပ်ပဲလို့ကျမထင်ပါတယ်ရှင်အခုချိန်မှာတော့အကျိုးငါဤတင်ငန်းကိုဤတင်ငန်းကိုလဝတ္တတို့လူရှိရာလူရှိရာသုံးဆွဲရာ ဆက်ကဒုဒန်းရသောကုသိုလ်ကံစေတနာတို့ကြောင့်နိဗ္ဗာန်၏အထောက်အပံ့သည်မင်္ဂလာပါရှင်ကျမတို့ဒီယာယီမြတ်တာကုန်းခိုရပေါ့နော်ကျမတို့ဒီကြောက်ဆက်မျိုးမှာဆိုရင်တင်းနဲ့နှစ်နဲ့ရှိပါလေရှင်ဒီယာယီကုန်းခိုရတစ်မှာတော့ကျမတို့ကအိမ်အောင်စု27အိမ်စုနဲ့ကျမတို့ယာယီကုန်းခိုရနှစ်မှာတော့ မြေတကုန်းခွေရနှစ်မှာတော့ကျမတို့အိမ်နောက်စု50စုကိုထားရှိပါတယ်ရှင်အခုလောလောဆယ်မှာတော့ဗောနော်ဒီလိုမျိုးထားရှိရခြင်းရည်ရချက်ကတော့ကျမတို့အမှန်တကယ်အဲမြေပိုင်အိမ်ပိုင်တွေမှာပြိုပြီးတော့မှနေထိုင် ရေးအတွက်လည်းအဲဒုက္ခဖြစ်တယ်စားဝတ်နေရေးအတွက်လည်းဒုက္ခဖြစ်တယ်ဗောနော်အာအိမ်နောက်စုတွေကိုကျမတို့ကဒါကူညီပံ့ပိုးပေးခြင်းဖြစ်ပါတယ်ပြန်လည်ထူထောင်ရေးအတွက်လည်းကူညီခြင်းဖြစ်ပါတယ်ရှင်ဒီ ယာယီကိုမေတ္တာယာယီကိုခုရနေရလေးကိုဖွင့်ဖွင့်ပြတယ်ပေါ့နော်ဖွင့်ပြတဲ့အချိန်ကြီးကတော့ကျမတို့ဒါကိုနေထူးနိုင်တယ်ကျမတို့ unity head ဆိုတဲ့စင်ကာပူရောက်ပေါ့နော်မြန်မာခုနှစ်ရက်သားသမီးတွေကနေကျမတို့ကိုအကူညီပံ့ပိုးမယ်လှူဒန်းမယ်အဲ့တွေကျမတို့ဒီကြောက်ဆယ်မှာဒါလေးကိုအဲကျမတို့ပေါ့နော်လှုပ်ဦးစီးလှုပ်ဆောင်ပေးပါဆိုလို့ကျမတို့ဒါလေးကိုဦးစီးလှုပ်ဆောင်ပေးပြီးတော့မှကျမတို့ဒီလိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ်တို့တို့အတွက်ပြန်လည်ထူထောင်ရေးအတွက်လည်းပေါ့နော် အဲသုံးလပြည့်တဲ့အခါမှာကျမတို့တို့ရဲ့နေရေးထိုင်ရေးစားဝတ်နေရေးပါကျမတို့သုံးလတိတိတာဝန်ယူပြီးတော့မှသုံးလပြည့်တဲ့အချိန်မှာတို့ရဲ့ပြည်နယ်ထူထောင်ရေးနဲ့တို့နေအိမ်လေးတွေအပြီးမြောက်သွားတယ်ဆိုရင်လည်းကျမတို့အလှူရှင်တွေရောကျမတို့ရောဝန်တာပီတီဖြစ်ရမယ်လှူဒန်းမှုလေးတခုကိုလှုပ်ချင်းဖြစ်ပါတယ်ရှင်ကျမတို့ဒီယာယီမြစ်တာကုန်းခိုရမှာပေါ့နေတဲ့အိမ်အောင်စုဝင်တွေကကြတော့ပေါ့နော်ကျမတို့အိမ်အောင်စုဇာရှိရမယ်အမှန်တကယ်ပေါ့နော်အမြေပိုင်းအိမ်ပိုင်းဖြစ်ရမယ်ပြီးတော့ မြေအိမ်တွေကအိမ်တွေကနေထိုင်လို့မရတဲ့အိမ်တွေဖြစ်ပြီးတော့မှသူတို့နေထိုင်စရာမရှိတဲ့အိမ်အောင်စုတွေကိုကျမတို့ကစီစီရွေးချယ်ပြီးတော့ကျမတို့ကော်မတီဖွဲ့ပြီးတော့လိုက်လံကြီးစုပြီးတော့မှစီစီရွေးချယ်ခြင်းဖြစ်ပါတယ်ရှင်ကျမတို့ဒီ၃လမတိုင်ခင်တော့ဗောနော်ကျမတို့အလှူရှင်တွေရဲ့အလှူဒန်းနဲ့အဲအလှူငွေတွေရဲ့နောက်တစ်ခုကကြတော့ကျမတို့ဒီသူတို့ရဲ့ပေါ့လှုပ်အားပေါ့ကျမတို့ဒီထဲမှာနေရဲဆိုရင်အများနဲ့ပိတ်ထားတာမဟုတ်ဘူးဗောနော်အပြင်မထွက်ရအောင်မဟုတ်ဘူးသူတို့ရဲ့ငိုမူရင်းရှိတဲ့အလှုပ်တွေလည်းလှုပ်ရတယ်အလှုပ်မရှိတဲ့လူတွေကလည်းအလှုပ်ထွက်လှုပ်ပြီးတော့မှသူတို့ရဲ့လှုပ်အားလားကရတဲ့ငွေနဲ့ကျမ တို့အလူရှင်တွေရဲ့ရတဲ့ငွေနဲ့ပေါင်းပြီးတော့မှသူတို့သုံးလပြည့်တဲ့နေရာမှာသူတို့အရင်တုန်းကလိုအိမ်မျိုးမဟုတ်ရင်တောင်နေလို့ထိုင်လို့ရတဲ့အိမ်မျိုးတွေဖြစ်အောင်လို့ကျမတို့ကဒါကိုစီစဉ်ခြင်းဖြစ်ပါတယ်ရှင်။ကျမတို့ကလောလောဆယ်မှာတော့ကျမတို့ဒီနှစ်နေရာပေါ့နှစ်နေရာမှာကျမတို့ကမေတ္တာကုန်းခို့ရာတက်မှာတော့ကျမတို့ကအိမ်တော်စု25အိမ်တော်စုရှိနေပါပြီ။ပြီးတော့ ယာယီမြစ်တာကုန်းခိုရနှစ်မှာကျတော့ကျမတို့51အင်စုရှိနေပါတယ်ပေါ့နော်အဲနောက်ထပ်တိုးချဲ့မလားဆိုတော့လေကျမတို့ကဒီကျမတို့ရဲ့ဒီမျိုးမျိုးမိမျိုးဖားရဲ့ကုညီမှုအားတွေရဲ့လောက်ဆောင်မှုအားတွေနဲ့ကျမတို့ဆက်လက်ပြီးတော့ပေါ့နော်ဒီလိုမျိုး အဆင်မပြေဒုက္ခရောက်တဲ့လူတွေအများစုကျန်နေသေးတယ်ဆိုရင်တော့ကျမတို့ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီပေါ်အယာယီမေတ္တာကုန်းခိုရာနံပါတ်၁ကတော့ကျမတို့ဒီမေတ္တာကိုပိုင်ထက်တန်းကြောင်းရဲ့အာကစားကွင်းထဲမှာတည်ရှိပြီးတော့ပေါ့နော်ကျမတို့အိမ်အောင်စု25အိမ်အောင်စုပြီးတော့ကျမတို့ယာယီမေတ္တာကုန်းခိုရာ2ကတော့ကျမတို့ဝေဘူးချောင်းထဲမှာ51အိမ်စု51အိမ်အောင်စုရှိရဲပေါ့နော်ရှိပြီးတော့စုစုပေါင်းကျမတို့86အိမ်အောင်စုကိုကျမတို့ရွေးချယ်ပြီးတော့လက်ခံထားပါတယ်ရှင်ဒီငလင်ရတော့ပေါ့နော်ကျမတို့ဒီဖြစ်လေးဖြစ်တတ်မရှိရဲ့ ုံစံမျိုးလည်းဖြစ်တယ်ပေါ့ပြီးတော့တစ်ခါမှလည်းဒီလောက်ပြင်းပြင်းထန်ထန်မဖြစ်ဘူးတဲ့အတွက်ပေါ့နော်ဒါကျမတို့ကိုယ်တိုင်လည်းဒီမြို့မှာပေါ့နော်အကုန်လုံးဒီပါမထိခိုက်တဲ့လူဆိုတော့မရှိပါဘူးအနည်းနဲ့အများတော့အကုန်ထိခိုက်ကြပါတယ်အိတ်ကြားတွေအရမှာကျမတို့ဒီကြောက်စဲမြို့ကဲမြို့မြို့မီမြို့ဖားတွေနဲ့ပေါ့နော်ဟိုကုညီနိုင်တဲ့လူတွေအားလုံးကလည်းတဒတအားဝိုင်းပြီးတော့မှကိုယ့်ထက်ပေါ့နော်ဒုက္ခရောက်တဲ့လူတွေကိုကုညီကြတယ်သူတို့မှာအထိတ်တလန့်နေစိတ်ဒဏ်ရာတွေပေါ့နော်အများကြီးရရှိကြပါတယ်ကလေးတွေရောလူကြီးတွေရောပေါ့နောက်ပြီးကြတော့အ အဒဏ်ရာတွေကအပြင်ပြင်ပဒဏ်ရာတွေပြင်ကျမတို့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေပါပေါ့နော်ဒါ trauma တွေကိုမိကြတဲ့အတွက်ပေါ့နော်ကျမတို့ကဘာပဲပြောပြောဒီစိတ်ပိုင်းဆိုင်ရာတွေလည်းကုစားမယ်သူတို့ဒီကံထဲမှာထည့်ပြီးတော့ပေါ့နော် motivation တွေပြန်ပေးမယ်အဲပြီးရခါကျတော့သူတို့ဒီကိုပြန်လဲထူထောင်ရေးအတွက်စိတ်အားခွန်အားတွေအားရရှိအောင်ကျမတို့ဒါစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ကျမတို့ဒီထဲမှာအဲစေကူသားမှုတွေလည်းပါဝင်တယ်သူတို့ကျမကြီးဆောက်ရှာမှုတွေလည်းအများကြီးပါဝင်တယ်ပေါ့နော်ဟုတ်ကဲ့ကျမတို့ ဒီကန်ထဲမှာဆိုလို့ရှင်ပေါ့เนาะဒီကျမတို့ဒီမြေတားဆိုရအောင်ဖောင်ဒေးရှင်းဆိုတဲ့ကျမတို့ပညာရေးကျန်းမာရေးဖောင်ဒေးရှင်းလေးရှိပါတယ်ပေါ့เนาะအဲကျမတို့မြေတားကောင်ပိုင်းထက်တန်းကျောင်းကနေဦးစီးပြီးတော့ဖွင့်ထားတဲ့အဲ့ဖောင်ဒေးရှင်းလေးမှာဆိုလို့ရှင်တော့ကျမတို့အခုဆိုရင်ဒီ ဒီရက်ွက်တွေရက်ွက်တွေထဲမှာအကျမ်းမကြီးဆောက်ရှောက်မှုတွေကိုအဲနေ့စဉ်ပြုလုပ်ပေးနေတယ်ပြီးတော့ခါကြတော့ဒါအရင်ကတည်းကပေါ့ရေဘေးတွေကဆက်ပြီးတော့ဒီကျမ်းမကြီးဆောက်ရှောက်မှုတွေကိုကျွန်တော်တို့လုပ်ပေးနေတယ်အခုဆိုရင်ကျွန်တော်တို့ဒီကမ်နဲ့မှာပေါ့နော်အဲဒီယာယီမေတ္တာကုန်းခိုရာနေရာလေးထဲမှာကျွန်တော်တို့အဲကျမ်းမကြီးဆောက်ရှောက်မှုကအစပေါ့နော်အကုန်လုံးပြည့်ပြည့်စုံစုံတို့တို့ထည့်ပေးထားပါတယ်ပေါ့နော်ဒီမှာပျက်စီးဆုံးရှုံးမှုတွေကတော့အကုန်လုံးကကြောက်စင်မျိုးမှာတော့ရက်ွက်တိုင်းကြီးပါတော်တော်များများဖြစ်ကြပါတယ်ပေါ့အဲ့မှာအဆိုးဆုံးကတော့ကျွန်တော်တို့ဒီမြို့လေကောင်လမ်းတလျှောက် ဒီပောက်တော်နာတို့ကျမတို့ပတ်တာအုပ်စုတို့နောက်အင်းမြကြီးလင်းတို့အဲ့နေရာတွေကတော့တော်တော်ဆူဆူဝါဖြစ်ကြပါတယ်ဟုတ်ကျမတို့ကတော့လေပထမကတော့လူတွေအားလုံးကလှူကြတယ်ပေါ့နော်အကုန်လုံးကလည်းကျမတို့မြန်မာတွေရဲ့ဟိုဗုဒ္ဓဘာသာတွေရောဒီဘာသာပေါင်းစုံကနေမှအကုန်လုံးကပေါ့နော်ဒါအလှူတဲမြန်မာတွေရဲ့စိတ်ပေါ့အလှူတန်းရဲ့ရောတဲ့အတွက်လှူကြပါတယ်ပထမတော့တို့ရဲ့စားရေးပေါ့နော်စားရေးနောက်ရေးပေါ့တောက်ရေးတုံးရေးတွေမှာအခက်ခဲရှိရောအားလုံးအင်တိုက်အတိုက်တွေကျမတို့လှူခဲ့ပြီးပါပြီပေါ့နော်အခုချိန်မှာကြားလို့ရှိရင်တို့ရဲ့အဲအစ ာဦးတွေလည်း တန်ရှင်လုတ်ပြီးတလောက်လုတ်ပြီးဖြစ်တဲ့အတွက်သူတို့ရဲ့နေရီပေါ့နော်ပြန်လဲထူထောင်ရေးနေရီအတွက်ပေါ့အရေးကြီးနေတဲ့အတွက်ကျမတို့ကသူတို့အတွက်အဆောက်အဦလေးလိုအပ်တဲ့ပစ္စည်းပစ္စယတွေပေါ့နော်ဒါတွေကအများစုလိုအပ်ပဲလို့ကျမထင်ပါတယ်ရှင်အခုချိန်မှာတော့ကျမတို့ဒီယာယီမြတ်တာကုန်းခွန်ရနေရာမှာဆိုရင်ဘာပဲပြောပြောသူတို့ကိုကျမတို့ကစီကန်တကြထားရတယ်ပေါ့နော်အမိုက်ဆုံးပြတဲ့နေရာရေအိမ်သားရေချိုးတဲ့နေရာအကုန်လုံးတည်တံ့တည်တံ့လေးတွေကျမတို့တေချာလုတ်ပေးပြီးတော့မှစီကန်ရှိရှိဝင်ထွက်ရတယ်သူတို့ကိုကျမတို့ကအိမ်နောက်စု၅ရောက်ဆိုရင်၅ကထုတ်ပေးပြီးတော့ဒီဒီ ေတ္တာကုန်းခိုရာနေရာလေးကိုအဝင်ထွက်ကစားကျွန်တော်တို့ကြီးကြပ်ပြီးတော့မှတရားဆောင်ရွက်ထားပါတယ်အားလုံးကလည်းဒီကနေ့မှနေခြင်းနေပြီးတဲ့နောက်ပိုင်းမှာလည်းအကုန်လုံးစီကံလေးတခြားလေးလည်းအဲပို့ပြီးတော့နေထက်သွားမယ်ဒီပေါ့နော်အများစုနဲ့နေရတဲ့ အများစုနဲ့ပေါင်းစည်းပြီးနေရတယ်ပေါ့နော်အကျင်လေးတွေမှာလည်းတေချာကောင်းကောင်းမော်နေတတ်သွားမယ်ပေါ့နော်အရေချက်တည်းကတော့အများလိုတာထက်ပေါ့နော်ကျွန်တော်ရီမန်းထားတာထက်ပိုပြီးအများကြီးရရှိသွားမယ်လို့ထင်ပါတယ်ဟုတ်ကျွန်တော်တို့ဒီယာယီမေတ္တာကုန်းခိုရာနေရာကိုစပြီးတော့လက်ခံတာတော့ကျွန်တော်တို့16ရက်ပေါ့နော် April 16ရက်ကနေစပြီးလက်ခံပါတယ်ပြင်းပြချင်းပေါ့ကျွန်တော်တို့သုံးလပေါ့သုံးလပြီးတော့ကျွန်တော်တို့ဒီကန်ထဲမှာရှိတယ်လူထန်းအလူရှင်တွေလူထန်းထားတဲ့ပစ္စည်းတွေကိုလည်းတို့အကုန်လုံးယူဆောင်ခွင့်ရှိပါတယ်ဒီကြားထဲမှာတော့ကျွန်တော်တို့လူထားလူထန်းထားတဲ့ပစ္စည်းတွေကိုအပြင်ကိုကျွန်တော်တို့ထွက်ချင်း ယူသွားယူဆောင်ခြင်းမပြုဘူးပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီကန့်ပြီးသွားတဲ့အခါမှာတို့ဒီပစ္စည်းတွေအကုန်ယူသွားခွင့်ရှိပါတယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ဒီထဲမှာနေတဲ့လူတွေအပြင်ကိုပေါ့နော်ကျွန်တော်တို့ဒီရက်ွက်တွေထဲမှာနေထိုင်အဆင်မပြေရဲ့လူတွေအခုချိန်မှာတော့ကျွန်တော်တို့ရဲ့တိဆောက်ရေးအတွက်အရင်ရေးကြည့်ပါတယ်ပြီးတော့တို့ရဲ့စိတ်ပိုင်းဆိုင်ရာလေးမြင့်တင်ပေးဖို့ရေးကြည့်ပါတယ်လို့ကျွန်မ ြစ်မြင်မိပါတယ်เนาะဟုတ်ကျမတို့ဒီယာယီမေတ္တာကုန်းခိုရနေရာကြီးကိုပေါ့เนาะဖြစ်မြအောင်ကုညီပေးတယ်ပေါ့เนาะအဲကျမတို့ကုညီထူနိုင်တယ် Unity Head အဲ စင်ကာပူရောက်မြန်မာခုနှစ်ရသားသမီးတွေရဲ့သားသမီးတွေရဲ့ပေါ့နော်ပြီးတော့ကျမတို့အခြားအလှူရှင်ရဲ့ကျမတို့မျိုးမိမျိုးဖားတွေဖြစ်တဲ့အဲကိုစောသူဟိန်ကိုစောလက်ပေါ့ကျမတို့ဒီကြောက်စဲခိုင်ချက်ချင်းနေတက်ဖွဲ့ဝင်နေကော်မတီတွေနဲ့ပေါ့နော်ကျမတို့ဒီမှာကျမတို့ပရာဟီတာအဖွဲ့တွေဖြစ်တဲ့ပေါ့နော်မန်နန်ဒီတင်တို့အဲဒေါက်တာမျိုးဝနာအောင်တို့တိဆောက်ရေးတွေမှာလည်းပေါ့ပါဝင်ကူညီလှူဒန်းပေးတဲ့ပေါ့နော်အာဦးတောင်ကြည်ပေါ့ကျမတို့ဒီတစ်တေဝါတွေဒီဟာတွေအကုန်လုံးကိုအဲအကုန်လုံးလှူဒန်းတဲ့ဦးတောင်ကြည်ရဲ့ပြီးတော့ကျမတို့တိဆောက်ရေး တွေမှာဟိုတစ်ကောနှစ်ကောမှာပါဝင်ကူညီပေါ့နော်ဆောင်ရွက်ပေးတဲ့ဒီရွှေလက်တွဲလူငယ်အဖွဲ့ရေပေါ့နော်အထူးကိုကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်ရှင်